ကွေးတိုင်းမြိုင်နဲ့ပေါ့နယ်မှာရှိတဲ့စပေးရှောင်းစကန်ကပြည်သူတွေတောက်တုံးရဲ့အခက်အခဲကြုံတွေ့နေရပြီးရေးရရှိဖို့နှစ်မိုင်သုံးမိုင်ထိအောင်သွားပြီးတဲယူတောက်တုံးနေကြရတယ်လို့ဒေသခံသတင်းမြစ်တွေကအမတ်ပီကိုပြောပါရယ်ဆောစုပြစောတိထိုင်စကန်တွေနေမှာရှိတဲ့မြိုင်နဲ့ပေါ့နယ်မှာရှိတဲ့ကြေးရွာတွေကပြည်သူတွေဟာဆောစုရဲ့လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာမြေပြင်စစ်ကြောင်းတို့ဖမ်းဆီးတပ်ဖြတ်တာတွေကြောင့်နေရက်ဆွန့်ခွာပြီးတောတိုက်တွေထဲနေထိုင်ကြတာနှစ်ချီကြာမြင့်နေပြီး အခုနဲ့နေရာဒီမှာတောက်တုံးရဲ့အခက်အခဲတွေကြုံတွေ့နေရတယ်လို့မြိုင်နယ်ကစပေးရှောင်တွေကိုကုညီရေးလှုပ်ဆောင်ပေးနေသူတူကပြောပါတယ်။ဇောစုနဲ့ပြူစောရီရန်ကြောင့်နေရက်ဆုံးကွာထွက်ပြေးနေရပြီးနီးစက်ရတောတိုက်တွေမှာဖြစ်တလို့နေထိုင်နေကြတဲ့မြိုင်နယ်ကျေးရွာ၃ရွာခန့်ရှိပြီးအဲ့ဒီတဲကအိမ်အောင်စု150ခန့်ရှိတဲ့စပေးရှောင်စကန်တောတိုက်ကနေတောက်တုံးရဲ့ရရှိဖို့ရေတွင်းနှစ်တွင်းကိုအဓိကအားထားရနေရတယ်လို့ဆိုပါတယ်။အဆိုပါရေတွင်းနှစ်တွင်းဟာ အတောင်20ခန်းအနက်ထိတူးထားရပြီးရေရရှိဖို့ညာလုံးပေါင်းဆောင်ဆိုင်ခတ်ယူသုံးဆွဲနေရတာကြောင့်လုံလောက်မှုမရှိဘူးလို့ဆိုပါတယ်။မြိုင်နယ်တောင်ပိုင်းမှာတွင်းမနဲ့သိရက်ကပူစောဒီစကန်နှစ်ခုရှိပြီးအဲ့ဒီပူစောဒီစကန်တွေကနေလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာမြေပြင်စစ်ကြောင်းထွက်လာပြီးကျေးရွာတွေကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေရှိရကြောင်းအနီးအနားမှာရှိတဲ့ကျေးရွာတွေအလုံးကဒေသခံတွေဟာရွာထဲမှာမနေရဘဲတိမ်းရှောင်ထွက်ပြေးနေကြပြီး အခုလိုအခက်ခဲတွေကြုံတွေ့နေရတာလို့မြိုင်နယ်ကစပေးရှောင်တွေကိုကုညီးလှုပ်ဆောင်နေသူတူကပြောပါရယ်မြိုင်နယ်နေတူပေါ့နယ်ထဲမှာလဲပြူစောတိနဲ့စိုးစုထိုင်းစကန်16ခုရှိကနယ်မြေရဲစကန်မြိုင်နယ်ရဲစကန်အထိုင်းဖြစ်၄ခုရှိကတခြားဗျူဟာကုန်းအထိုင်းစကန်တွေလည်းရှိနေပြီးစုစုပေါင်းစိုးစုပြူစောတိအထိုင်းစကန်20ကျော်ရှိတယ်လို့ပေါ့နယ်လူသားချင်းစာနာအဖွဲ့တောင်ခံကိုပီကေကပြောပါရယ် ဲ့ဒီဆိုစုပူစောတီစကန်တွေနဲ့နှိစက်တဲ့ကျေးရွာပေါင်း40ခန်းကအိမ်အောင်စု3000လူဦးရေ2000ခန်းဟာနေရက်ဆုံးခွာပြီးနှိစက်ရတော်တိုက်တွေထဲတင်းရှောင်နေကြတာနှစ်နဲ့ချီကြာမြင့်နေပြီးနှစ်စဉ်နေရသည့်ရောက်တိုင်းတောက်သုံးရေအခက်အခဲကြုံတွေ့နေရတယ်လို့ဆိုပါတယ်စပေးရှောင်ကျေးရွာ40ခန်းကစပေးရှောင်စကန်ခုနှစ်ခုမှာရေအခက်ခဲရှိနေပြီးတကြံအပီးမှာမိုးရွာတာကြောင့်လက်တလုံးမှာစပေးရှောင်စကန်၃ခုမှာပဲရေအခက်ခဲကြုံတွေ့နေရတယ်လို့ဆိုပါရစေ။ စေအိုစုနဲ့ပြည်စောဒီယန်ကြောင့်ထွက်ပြေးတိမ်းရှောင်လာရတဲ့ကျေးရွာတွေကပြည်သူတွေကိုအမျိုးသားညီအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကပြီးခဲ့တဲ့နှစ်တွေမှာရေတွင်အတွက်ကူညီထောက်ပံ့ပေးတာမျိုးရှိခဲ့ပြီးအခုနှစ်မှာတော့မြို့နယ်အတွင်းကရရှိတဲ့အခွန်900ရာခိုင်နှုန်းကိုအလို့အဆုံးဖြစ်တဲ့နေရာတွေကိုကူညီလှုံ့ဆော်ပေးနေတယ်လို့ဆိုပါရယ်။